ကျွန်တော်ဒီခါကြတော့ဒီနဘခွန်နေစာဆွဲတဲ့နပကြီးဆိုရကနတော့ဒါဒီကနသုံးလုံးခွန်ဆိုရကနပေါ်တယ်ဗျာအဲ့ဒီကနသုံးလုံးခွန်နဲ့ဒီကနသုံးလုံးတင်တယ်ကိုဘာလို့ရိုက်လဲဆိုတော့နဘ၈ပါဆိုရကနသလုံးကိုတိုင်တယ်ပြီးရိုက်ပြတယ်နော်အဲ့တော့ကျွန်တော်ဒီကနသုံးလုံးခွန်ဖြစ်တယ်အဲ့ဒီခွန်ဒီကနသုံးလုံးတင်တယ်ဆိုရင် သူနဘရှိလို့ပေါ်ထားတဲ့နဘကူရိုက်တယ်နော်အဲဒီတော့ဒီနှစ်ခွန်ခွန်6ဖြစ်တယ်အဲ့ဒီ6ဒီကနန်းလုံးနဲ့နဲ့ဆိုရင် तू ကဘာထဲလာလဲဆိုတော့နဘရှိဆိုရယ်ကနန်းလေးဒီပဲထဲလာတယ်နော်အဲ့ဒီကျွန်တော်ဆက်ရိုက်တယ်ဗျာဒီကနန်းသူ့လောက်ခေါ်အဲ့ခေါ်ဒီကနန်းလုံးတင်းနေဆိုဘာရိုက်လဲနဘရှိဆိုရယ်ကနန်းလုံးမတိုင်တယ်ပြီးရိုက်လာတယ် ကဲဒါဆိုကျွန်တော်စပီးရိုက်လေဗျာဒီကနာသုံးလို့ရှင်းဖြစ်နေပြီအဲ့ရှစ်ကဒီကနာနှလုံးတုံညာလို့ဘာရိုက်မလဲရှစ်ဆိုတဲ့ကနာမေးရိုက်လာလေဒါအဲ့လိုရိုက်လာတယ်ဆိုကျွန်တော်စပီးတော့ရိုက်လိုက်တယ်ဗျာအခုဒီကနာသုံးလို့6အဲ့တော့ဒီကနာနှလုံးနည်းနည်းမှဘာဖြစ်မလဲရှစ်ဆိုတဲ့ကနာဖြစ်မဲ့ဆိုနံပါတ်9ဆိုတဲ့ကနာကိုဒါကျွန်တော်တကွက်ကောင်းနေနဲ့ပြောပြမှာမိနော် ဒါတုံးလုံးခေါ်အဲ့ခေါ်ဒီကနန်းလုံးတင်းနေဆိုရှစ်ကြီးကိုထည့်တယ်ဗျာဒါတုံးလုံး6အဲ့6ဒီကနန်းလုံးတင်းနေဆိုရှစ်ဆိုရင်ကနန်းထည့်ဒါတုံးလုံးခေါ်အဲ့ခေါ်ဒီကနန်းလုံးတင်းနေဆိုရင်သူကနံပါတ်7ထည့်တယ်ဒီကနန်းကတုံးလုံး8အဲ့8ဒီနှလုံးတုံညာနေဆိုရှစ်ဆိုရင်ကနန်းထည့်တယ်ဒါကြောင့်ဒီကနန်း36အဲ့6ဒီကနန်းနှလုံးနေဆိုနံပါတ်7ဆိုဒီကနန်းထည့်ပြရတယ်ပေါ့နော် ဲ့ဒါနံပါတ်6ဆိုတဲ့ကဏ္ဍရဲ့အတိုင်းအတာကိုကဏ္ဍတွင်းပြတယ်အဲ့ဒါအလဲနံပါတ်ကြီးအောင်အလဲနံပါတ်ဆိုလို့ရှိရင်ပေါ့ကဏ္ဍတပြင်းကြီးသွားမယ်နံပါတ်ကိုပဲရိုက်ပါဆိုရင်တော့ဒီကဏ္ဍနှလုံး6ကိုစာပေးလိုက်တယ်ဒီကဏ္ဍနှလုံး6နဲ့ဒီကဏ္ဍနှလုံး3နဲ့ဆိုပါရိုက်လေကိုစူရီကနသူတလုံးသေးတိုက်တယ်ရိုက်တယ်ဗျာအဲ့တော့ကျွန်တော်စัจကြည့်တာပေါ့ ဒီကနာနှလုံးခွန်ဖြစ်ပြန်ယူအဲ့ခွန်နဲ့ဒီကနာနှလုံးနှစ်ကဘောက်ထဲတော့လေကိုဆိုရကနာပဲရိုက်သွားပြန်ယူဒါဆိုကျွန်တော်စัจကြည့်တဲ့ဒီကနာနှလုံးခွန်ပဲဖြစ်တယ်အဲ့ခွန်ကျွန်တော်ဒီကနာနှလုံးနှစ်လေးနဲ့ထဲလိုက်ရင်လေဒါဘယ်နံပါတ်ဖြစ်လဲနံပါတ်9ဆိုရကနာပဲဖြစ်တယ် ဒါဆိုဒီကနနှလုံး concept ဖြစ်တယ်ဗျာအဲ့ဒီ concept ဆိုတာဒီကနနှလုံးနဲ့ဖြစ်ဘောဒီ number 6ပဲရှိတယ်ဗျာအဲ့တော့ဒီ content နဲ့ကလည်းဘာလို့ဆက်ထဲလာလဲကိုဆိုဒီကနနှလုံးပဲထဲဒါကြောင့်ဒီကနနှလုံးက6ဖြစ်နေပြီအဲ့ဒီ6ဖြစ်နေကျွန်တော်ဒီကနနှလုံး3နဲ့မှာ9ဖြစ်မယ်ဟောအဲ9ဖြစ်မယ်ဆိုတော့ကျွန်တော် number နဲ့ဆိုဒီကနထဲပြခြင်းဖြစ်တယ်ဒါတလုံးစီတည်ရိုက်တာနော် ဒီနှလုံး6နဲ့ဒီနှလုံး3ကြာသူက6ရိုက်ပြန်ဒီကနာနှလုံး9နဲ့ဒီနှလုံး2ပါထဲ6ရိုက်ပြန်ဒီကနာနှလုံး9နဲ့ဒီနှလုံး2ပါရိုက်6ရိုက်ပြန်ဒီကနာနှလုံး9ကြာတော့ဒီနှလုံး2နဲ့6ရိုက်ပြန်ဒီကနာနှလုံး6နဲ့ဒီကနာနှလုံး3နဲ့6ပေါ့နော်ကျွန်တော်ကဒီနေရာမှာဘာလို့အဲပေါင်းရင်ဒီနှလုံး6ကိုသူကဒီနှလုံး တစ်လို့ဖွင့်တာမဟုတ်တဲ့အတွက်မလို့ဒီနှလုံးချောင်းနဲ့သုံးကိုကိုလိုခေါ်လို့ဒါဒီခွနစ်ကိုလိုခေါ်ရပါဝါလို့မပြောတော့ဘူးဒီခွနစ်ကိုလိုခေါ်ရဒီခွနစ်ကိုလိုဟိုကောင်ကအကဲဒီချောင်းတစ်လို့နံပါတ်၈ထဲရင်တော့ကျွန်တော်တို့နေတဲ့ဒီနှလုံးချောင်းဒီနှလုံးတစ်ဆိုနံပါတ်၃ညာထဲမှာပေါ့နော်ဒါပေါင်းခြင်းတွေကိုပဲကနန်းဆောလာတဲ့နံပါတ်မျိုးတစ်ခုဖြစ်တယ် ကဲအဲ့လိုစော်ပြီးလို့ရှိရင်တဲ့ဒီနံပါတ်အဖြစ်ကိုကနန်းတစ်ခုနေနေပေါ့နော်အဘယ်လိုများပြနိုင်မလဲပေါ့နော်အဲ့ဒီကနန်းရဲ့အဖြစ်တစ်ခုကျွန်တော်တို့ကနေကနန်းရှင်းပြရမယ့်အချိန်ရောက်လာပြီပေါ့အဲ့တော့ကျွန်တော်တို့ဗျာဒီကနန်းသုံးလုံးခုနဲ့ဒီနှလုံးတင်တဲ့သူရှစ်လို့ရိုက်တော့ဗျာဒီကနန်းသုံးလုံးကဘာဖြစ်လဲဆိုတော့လေ 6ဆိုလေကနန်းလေးဖြစ်တယ်ဒီနိခွန်ခေါ်6ကလေးဖြစ်တယ်အဲ့6ဆိုလေကနန်းဒီနဘခွန်ရဲ့ဒီနဘကူရဲ့နဘတုံညာဘာကိုရိုက်လဲဆိုတော့ဒီ6ဆိုလေကနန်းလေးသူကကတ်ရိုက်သွားတယ်ဒီခွန်ကူတုံညာ6ပါတဲ့နိခွန်ခွန်6ဆိုခွန်ကူတုံညာသူက6လူပဲကနန်းကြီးထဲချတယ် အမဒီကနန်း36နဲ့ဒီနှလုံးနဲ့နဲ့ရှစ်လို့ဖြစ်တော့ဗျာဒီကနန်းသုံးလုံးကဘာထဲတော့ရလဲဆိုခွန်ခွန်3ဆိုရကနန်းနဘခွန်ဆိုရကနန်းဖြစ်နေပြီအဲ့ဒီခွန်ဆိုရကနန်းကသူကဒီ3ညာ3ညာခွန်ခွန်ပါပဲလို့ကနန်းရဲ့ညီမြတဲ့ကနန်းလေးထဲတော့လေအဲ့တော့ဒီကနန်း3လုံးခွန်နဲ့ဒီကနန်းနှလုံးတက်လဲရှစ်ပါပဲဆိုရဒီနံပါတ်7ကြိုင်ဒီခွန်3ရှစ်ဆိုရကနန်းဘာဖြစ်လဲ နံပါတ်6ဆိုရကနဖြစ်လို့ရှင်သူကဒီခွန်ခွန်လေးဆိုရကနဘာဝထေလေးရှစ်ဆိုရကနရဲ့ညီမြမှုလေးတွေသူကောက်သေးတယ်ဗျာအဲ့တော့ဒီကနန်းသုံးလုံးရှင်တဲ့ဒီကနန်းနှလုံးသုံးညာရှစ်ပါပဲဆိုရင်နံပါတ်9ရရင်ဒီကနန်းသုံးလုံးကဘာတော့ဖြစ်လဲ6ဆိုရကနတော့ဖြစ်လို့ရှင်ကျွန်တော်နံပါတ်9နံပါတ်6နံပါတ်3ဆိုတဲ့ကနန်းကိုဘောက်သေးလေဆို 6ပါပဲလို့သူတဲ့တယ်ဆိုတော့ဒီကနန်း3လုံး6နဲ့ဒီနှလုံးနဲ့8လို့ဖြစ်တဲ့နံပါတ်9ရိုင်ဒီ59ဆိုတဲ့ကနန်း2ဆိုတဲ့ကနန်းသွားဖြစ်တယ်ဗျာသွားဖြစ်လို့ရှင်ကျွန်တော်ဒီ633ဆိုတဲ့ကနန်းဘာလို့ထည့်ရမလဲ2ဆိုတဲ့ကနန်းလေးကိုထည့်ပေးရမှာဖြစ်တယ်အဲ့တော့ဒီ9ခွန်ခွန်6လေးကခွန်ကူတုံညာလိုက်တယ်လို့ပဲခွန်ခွန်3ဆိုတဲ့ခွန်ကလည်းဒီတုံညာတုံညာခွန်လိုက်တာလေ ခွန်၃ရှင်းဆိုတဲ့ရှင်ကြီးကခွန်ခွန်လေးကိုလိုက်လာတယ်လို့၃ရှင်း၅ဆိုတဲ့၆ကလည်းကိုလီ၃လေးကိုလိုက်လာတာမို့လို့ရှင်း၅ကိုနှစ်ပါဆိုနေ၆၃၃ကိုနေနေနဲ့၉နှစ်၃ဆိုတဲ့ကနန်းတကွက်ကူလေးဒါနင်းစီကိုအနီးကပ်ကနေကနန်းဖြစ်လာမဲ့နှစ်ပါးရဲ့အတိုင်းသားကိုကိုကိုရှင်းပြခြင်းဖြစ်ပါလေနော်